ပုတ်ကုံပဲအမျိုးအစားတွေဖြစ်တဲ့မပဲပဲစင်ကုန်နေတဲ့ပဲတိစိန်အညာဈေးနှိမ့်လာပြီးအယောင်းဝယ်အေးနေကြောင်းစေတနာပုံကုံသွဲမှုစင်တာရဲ့စည်ရင်းတွေအရာသိရပါတယ်မန္တလေးကုန်စီတိုင်းမှာဂျွန်လာဒုတိယပတ်အတွင်းမပဲတတန်ပေါက်ဈေး25သိန်း9452ကျပ်ဈေးရှိခဲ့ပြီးအရင်တစ်ပတ်ကထက်4826ကျပ်အရင်လကထက်3065ကျပ်ဈေးနှိမ့်လာပါတယ် ဘဲစင်ကုန်ဒီကယခုတစ်ပတ်မှာတတန်ကို25သိန်း9415ကျပ်ဈေးရှိပြီးအရင်တစ်ပတ်ကထက်4826ကျပ်အရင်လထက်2သိန်း3450ကျပ်ဈေးနှိမ့်လာတာကိုဈေးနှုန်းနှိုင်းရှင်ချက်တွေအရာသိရပါတယ် ပက်တီစိန်အညာကတော့အခုအပတ်မှာတတန်ကို340,8165ကျပ်ဈေးရှိပြီးအရင်တစ်ပတ်ကထက်38,869ကျပ်အရင်လကထက်9,8651ကျပ်ဈေးနှိမ့်လာတာကိုလည်းစည်ရင်တွေအများသိရပါတယ်။ပြည်တွင်းသုံးပဲတွေကတော့ဈေးအတက်ကျအနည်းငယ်ရှိပေမဲ့ပေါက်ဈေးအတန်းအယောင်ဝယ်တွက်နေပါတယ်။ပုဂံပဲတွေမှာမပဲပဲစင်ကုန်ကတော့အယောင်ဝယ်အေးနေတယ်လို့ပွဲရုံလုပ်ငန်းရှင်တအူကပြောပါတယ်။ ဒီပဲဆန်တွေလည်းဂျွန်လာဒုတိယဘက်မှာရောင်းဝယ်အေးနေပြီးအမျိုးအစားအလိုက်တပိဒါကို200ကျပ်မှ600ကျပ်အထိအရင်လကထက်ဈေးကျလာပါတယ်။နန်းတိနဲ့အများစုကလည်းအရောင်းဝယ်အေးနေတယ်လို့ဈေးလည်းအေးနေပြီးနှက်နှက်စမုံတစ်မျိုးတည်းကပဲအရောင်းဝယ်သွက်ပြီးဈေးမြင့်လာပါတယ်။ကလပဲမျိုးစုံကအရောင်းဝယ်အေးဈေးအေးနေပြီးပြောင်းမှုဈေးတွေကတော့အရောင်းဝယ်ပုံမှန်ရှိကဈေးအနည်းငယ်မြင့်တက်လာတယ်လို့ဘရင်အောင်ကုန်စီတိုင်ကနေသိရှိရကြောင်းပါခင်ဗျာ။